ောင်မြင်ကြီးပွား14ပါးအောင်မြင်ဖို့ကြီးပွားဖို့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အောင်မြင်မယ်ကြီးပွားတိုးတက်မယ်အဲ့ဒီကြီးပွားတိုးတက်ဖို့အတွက်ဒီအချက်၄ချက်အဓိကစွမ်းဆောင်မှုပေးလိုက်မယ် physically important တကယ်ကိုအခြေခံအဖြစ်အရေးကြီးတဲ့အချက်၄ချက်ဒီလိုဆိုလိုတယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဟောတဲ့အခါနံပါတ်၁ကဘာလို့ဆို ပฏิရူပဒေတာဝါသတင့်တင့်လျောက်ပတ်တဲ့ကိုနဲ့တင့်တော်တဲ့နေရာကိုရွေးချယ်တာဒါလည်းအလွန်အရေးကြီးတာပဲကိုပဲနေရာမှာပဲမွေးမွေးနော်ကြီးပွားတုတ်တဲ့ဖို့အတွက်ကြတော့မွေးတဲ့နေရာကကြီးပွားတုတ်တဲ့ချိန်မှာ တုတ်တဲ့မှာဗမာစကားမှာလည်းရှိတယ်တရွာမပြောင်းသကောင်းမဖြစ်ဆိုကိုနဲ့တင့်တော်တဲ့နေရာနေထိုင်တဲ့အခါမှာလူတွေကကြီးပွားတုတ်တဲ့လား ဒီပေါ်တူတက်နိုင်တဲ့နေရာကိုရွေးချယ်ဖို့လိုအပ်တယ်သူတို့ဆိုတယ်ပေါ့ပြောမယ်ဆိုရင်ကြည့်အမေရိကန်သမ္မတလင်ကွန်ဆိုတာကြားဘူးကြားဘူးလေတော်တဲ့ကလေသမားတာလေတော်တဲ့မှနေတာအေးမြုပ်တက်လာပြီးတော့ပညာတွေပါပြီးသင်နောက်ဆုံးမှသမ္မတအထီအောင်ဖြစ်သွားတော်မှနေရင်တော့တောသကြီးလောက်တော့ဖြစ်ကောင်းဖြစ်တကယ်သာတာကောင်းတော်တော်နေတောသကြီးပဲဖြစ် တပ္ပတာတရားမဖြစ်ဘူးနေရာမှန်မှုလိုတယ်လို့ဆိုလို့အဲ့တော့ပฏิရူပဒေသဝါသာကိုနဲ့တင့်တော်လျောက်ပတ်တဲ့အရတ္တတာကိုရွေးချယ်နေထိုင်ရမယ်လို့ဆိုတာအဲ့ဒီနေရာမှာမြတ်စွာဘုရားဟောတဲ့စကားလုံးကအင်တန်မအားလုံးကိုခြုံငုံပြီးတော့ဟောတာပฏิရူပဒေသဆိုကိုနဲ့တင့်တော်တဲ့အရတ်ဆိုကိုဘာလုတ်ချင်တယ်လဲဆိုတဲ့အပေါ်မှာရွေးရတယ် ိုဘာဖြစ်ချင်တယ်လဲဆိုတဲ့ပုံမှန်ရွေးရပတိရူပဆိုတာကိုနဲ့တင့်တော်တဲ့ဒေသဆိုတာအယထာနဝါသနေထိုင်တာအဲ့ဒါနေထိုင်ရမယ်ဆိုတော့ဒါဖြင့်ကိုဘာလုပ်ချင်တာတုံးဆိုတဲ့ပုံမှန်ကိုနဲ့တင့်တော်တာရွေးရမယ်ဆိုတော့စီးပွားရှာကျင်တာလားပညာသင်ကျင်တာလားကျမ်းမာရေးတိုးတက်စေကျင်တာလားသို့မဟုတ်နိဗ္ဗာန်ရောက်အောင်တရားထုတ်ကျင်တာလား ဟောကိုယ့်ရဲ့ကြီးရွယ်ချက်တွေပေါ့နော်ပါဠိမံအမှတ်ဖြစ်ချင်တာလားတမတာဖြစ်ချင်တာလားဟောတခုစီကိုယ့်ရဲ့ကြီးရွယ်ချက်တွေအတိုင်းပဲကိုယ်တင့်တော်တဲ့နေရာတခုရွေးရဒီလိုဆိုလို့ဟောအဲ့ဒီနေရာမှာပညာတက်ချင်တယ်ဆိုလို့ရှိရင်ပညာသင်ခွင့်ရတဲ့နေရာမျိုးကျောင်းကောင်းကောင်းရှိတယ်ဆရာကောင်းကောင်းရှိတယ် တက္ကသိုလ်တွေကောလိပ်တွေကျောင်းတွေကောင်းတဲ့နေရာပညာတတ်တွေကိုအလေးပေးတဲ့နေရာမျိုးဒါမျိုးရွေးရအောင်အဲ့ဒီနေရာမရွေးဘဲနဲ့တောင်းအောင်စနပုတ်ထဲသွားပြီးဘာမှမသိတဲ့နလပိန်းတုံးအတိုင်းအတိုင်းဝိုင်းနဲ့သွားနေဘာပညာမှတတ်မှာမဟုတ်ဘူးဟောရွေးချက်ပညာတတ်မယ်ဆိုရင်ကိုယ့်ရဲ့ပညာတော်တဲ့လူတွေရှိခဲ့ဆရာကောင်းသမားကောင်းတွေရှိမယ်တက္ကသိုလ်တွေရှိမယ်ကျောင်းတွေရှိတယ်ကောလိပ်တွေရှိတယ် ညာသင်ခွင့်ရတဲ့နေရာကိုရွေးချယ်ပြီးတော့နေထိုင်ခြင်းဟာသူ့အတွက်အောင်မြင်ကြီးပွားဖို့အတွက်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုလို့ဒီလိုပြောအောင်နောက်တစ်ခုကပညာတတ်ချင်တာမဟုတ်ဘူးကျမကြီးကောင်းနေတယ်ကျမကြီးကောင်းတဲ့နေရာမျိုးဆိုလို့ရှိရင်စဉ်းစားကြည့်ပေါ့ญาติဥရုလည်းကောင်းတယ်အစာအာဟာရလည်းကောင်းတယ် ဆေးရုံဆေးဆေးကန်းတကြွတဲ့သမားတွေလည်းရှိတယ်ဆိုတဲ့နေရာမျိုးဟာကျမရေးအတွက်အသင့်တော်ဆုံးနေရာတစ်ခုဖြစ်တယ်ပေါ့ဒါမျိုးရွေးချယ်ပြီးတော့နေထိုင်ဒါကျမရေးအတွက်ဩစီးပွားရေးအတွက်ပါလို့ဆိုလို့ရှိရင်လည်းစီးပွားရောင်းဝယ်ကောင်းတဲ့နေရာမျိုးဒီလိုနေရာမျိုးစီးပွားရေးပညာသင်လို့ရတဲ့နေရာမျိုးစီးပွားလုပ်လို့ကောင်းတဲ့နေရာမျိုး လူရွေးချယ်ရနိုင်ငံခြားတိုင်းပြည်တွေကလာပြီးဗမာပြည်လာစီးပွားလုပ်တယ်ဆိုဒီနိုင်ငံမှာမထုမထိမတို့ရသေးတဲ့တရားသာတပစ္စည်းတွေလည်းရှိတယ်လူအရင်းမြစ်တွေလည်းရှိတယ်ဒီနေရာမှာထုတ်လုပ်စရာတွေအများရှိတယ်ဆိုတာဒီဓာရီကြည့်ပြီးဗမာပြည်လာရင်းနှီးမြှုပ်နှံတာဒါလည်းပฏิရူပပဲနော်ပฏิရူပအဲ့ဒါလို့သူ့နေရာနဲ့သူရွေးချယ်ပြီးတော့နေထက်တာ တော့လောကမှာကြီးပွားတဲ့ပုဂ္ဂိုလ်တွေဟာသူ့နေရာနဲ့သူပြီးရွေးချယ်နေကြတာလေဒါဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးတရားဓမ္မသင်ယူခြင်းနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားတွေသိခြင်းနဲ့တရားထုတ်ခြင်းနဲ့ဆိုလို့ရှိရင်လေဘုရားဘာသာထွန်းကားတဲ့နေရာစာသင်ပေးနိုင်တဲ့စာတတ်ပုဂ္ဂိုလ်တွေရှိတဲ့နေရာတရားထုတ်လို့ရတဲ့တရားပြရိတ်တာတွေရှိတဲ့နေရာဒီလိုနေရာရွေးရပါ ဲ့တော့မြတ်စွာဘုရားဟောတဲ့ပฏิရူပဆိုတာတခုတည်းအတွက်မဟုတ်ဘူးနော်လူတယောက်ရဲ့ရည်ရွယ်ချက်အတိုင်းအကောင့်ထဲပေါ်ဖို့အတွက်ကိုယ်နဲ့တင့်တော်တဲ့နေရာကိုကိုဖြစ်ချင်တာနဲ့အံဝင်ခွင့်ကြတဲ့နေရာကိုရွေးဖို့လို့ဒီလိုဆုလို့တယ်ပေါ့သို့တော်စာပေကျမ်းကမှာတော့ဓမ္မအသိဉာဏ်ကိုဦးစားပေးပြီးတော့ပฏิရူပဒေသဆိုတာပိယိတ္တ၄ပါးရှိပြီးတရားဓမ္မ ဈာနာကွင်းရတဲ့နေရာမျိုးလို့ထေရာကျမ်းစာတွေမှာဒီလိုဖွင့်တာဟာဓမ္မနဲ့ပတ်သက်တဲ့ဖွင့်တစ်ခုပဲဖွင့်လိုက်တာပဲဖြစ်တယ်။ကျန်တဲ့နေရာတွေပฏิရူပဆိုတာအမျိုးဆုံးပဲရှိတယ်ပေါ့။နောက်ဆုံးမှာယန္တုနဲ့တိုက်ခိုက်တဲ့နေရာတောင်ပฏิရူပနေရာကောင်းရထားတဲ့ပုဂ္ဂိုလ်ကအနိုင်ရတယ်လေ။အတာစီရ။ကြားဖို့ကြမှာပေါ့။ဘီလုံးငှက်ကလေးနဲ့တိတ်နှကောင်တို့ရဲ့တိုက်ပွဲလေးကိုကြည့်မယ်ဆိုရင် သိန်းတကောင်ကဘီလုံးငယ်ကလေးကအစာရှာတဲ့အမှတ်တမဲ့အချိန်မှာကောင်းငင်ကဝဲနေတဲ့သိန်းငယ်ကထိုးဆင်းလာပြီးဘီလုံးလေးကိုတုပ်လိုက်တယ်။တုပ်ဖမ်းသွားတဲ့အခါကျတော့ဘီလုံးငယ်ကလေးကငါ့ကိုကလောလီတာကိုနေရာကိုမနေဘူးသူများနေရာနေလို့ငါအဖမ်းခါရတာငါနေရာဆိုရင်သူငါ့ကိုဘာမှမတတ်နိုင်ဘူးငါနေရာကိုဆိုရင်သူငါငါလုံးဝမကြောက်ဘူးသူကိုယ်မဆိုင်ဘူး အခုငါနေရမှားလို့ခံလိုက်ရတယ်ပေါ့ပฏิရူပတေတာမဟုတ်လို့ငါခံလိုက်ရငါနေရငါဆိုလို့ရှိရင်ဘာငှက်ကြီးလာလာဂယူမဆိုင်ဘူး ਨੇ တွတ်တွတ်ပြောနေတော့သိင်းကြီးကအော်မင်းကမင်းနေရဆိုရင်ငါမတတ်နိုင်ဘူးလို့ထင်တော့အေးဘယ်မလို့မင်းနေရဆိုထဲစားခဲဟုတ်ပြတော့အဲ့ဒီကိုအဲ့ဒီမှာလဲမင်းကိုငါရအောင်ဖမ်းပြမယ်ဆိုအဲ့တော့သိင်းငယ်ကြီးကဘလုံးငယ်ငယ်လေးကိုလှုပ်လိုက်တယ် လွတ်လိုက်တော့ဘလုံးငငယ်လေးကထဲစားခဲပေါ်တင်ပြီးတော့စိန်ခေါ်တယ်သူ့ကိုတတ္တိရှိလာခဲပေါ်ဆိုတော့မလောက်လေးမလောက်သားဘီလုံးငက်ကငါ့ကိုစိန်ခေါ်ရမလားလို့ဆိုရင်ဒေါသတွေနဲ့တောင်ပန်ကိုရုပ်ပြီးအချိန်နဲ့သိမ့်ငက်ကြီးကထိုးဆင်းတယ်အနာနာလေးလည်းရောက်ရဟိုကောင်ကပြုတ်ဆိုပြီးတော့ထဲစားခဲအောင်ဝင်သွားတယ်အဲ့တော့ဘီလုံးငက်ကြီးကဘီလုံးငက်ကိုသိမ့်ငက်ကြီးက ဖမ်းမယ်လို့အားပြုပြီးထိုးဆင်းလိုက်တာအရှိန်လွန်ပြီးတော့ရင်ပတ်နဲ့ထဲတာခဲနဲ့တိုက်ပြီးတော့သိငဲ့ကြီးကတေဝဲဝင်သွားတယ်။ဟောနိုင်လိုက်တယ်ကဲ။နိုင်လိုက်တယ်သူ့နေရာကျရင်သူကခေမဆိုင်ဘူးဆိုဟုတ်တယ်။အဲ့ဒါမျိုးကိုဆိုလိုတယ်ပေါ့။ပฏิရူပဆိုကိုနဲ့တင့်တော်တဲ့နေရာတစ်ခုရတယ်။ကိုကအပါစီးရတယ်လို့သူတို့ဆိုလိုတယ်ပေါ့နော်။အေးဒါကြောင့်မို့ မင်္ဂလာတရားတော်တွေထဲမှာလည်းပฏิရူပတေသဝါသဆိုတာအလေးနဲ့ထားပြီးတော့ဟောဒီအိဗယ်ပဲပေါ့အောင်မြင်ကြည့်ပွားခြင်းလို့ရှင်ကိုယ်နဲ့တင့်တော်တဲ့နေရာရွေးချယ်တတ်ရရွေးချယ်ဆိုတဲ့အခါမှာခုနလိုကျမ်းမာရေးအတွက်လားစီဝါရေးအတွက်လားပညာရေးအတွက်လားတခြားအတွက်လားကိုယ်ရည်ရွယ်ချက်ရှိတဲ့အတိုင်ရွေးချယ်သင့်တယ်လို့ဒီလိုနားလည်ရမှာပေါ့ဟောတာကလူလောကမှာအောင်မြင်မှုအတွက်အရေးကြီးတဲ့အချက်တစ်ခုပဲ တာဟုတမ္ပတိဆက်တပါလို့သူတို့ဟောတယ်။ဒီနေ့ဒီဒီအချက်ဟာ out of date မဖြစ်သေးဘူး။နော် date out သွားတာမရှိခင်မိနေတော့မယ်။ဒီတိုင်းပဲအောင်မြင်နေတော့မယ်။နော်တိုင်းပဲအောင်မြင်ကြည့်ပွားနေတော့ပဋိရူပါဟုရွေးချယ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာစီးပွားရေးလည်းအောင်ပါပဲ။ပညာရေးလည်းအောင်ပါပဲ။ ကျမ်းမာရေးလည်းအောင်မြင်ပါပဲဓမ္မရေးလည်းအောင်မြင်ပါပဲဒီလိုဆိုလိုတယ်ပေါ့ဟောနောက်တစ်ခုကတော့ဘာတော့ဆိုတပ်ပုရိတဝတယောသူတော်ကောင်းဆိုတဲ့အမိယသူတော်ကောင်းဆိုတာစိတ်ကောင်းနှလုံးကောင်းရှိအကြံကောင်းဉာဏ်ကောင်းတွေကိုပေးနိုင်တဲ့ပုဂ္ဂိုလ်တစ်ဖက်သားရဲ့ជីវတ်တုတ်တက်မှုလမ်းညွှန်မှုပြေးနိုင်တဲ့ပုဂ္ဂိုလ်သူတော်ကောင်းလို့ခေါ်တယ်အဲ့တော့နိဗ္ဗာန်ရဖို့ဆိုရင်တော့သူတော်ကောင်းဟာဘုရားပဲပေါ့ နိဗ္ဗာန်ရခြင်းတော့ဘုရားလိုပုဂ္ဂိုလ်မျိုးနဲ့တွေ့ရ။အေးအဲ့ဒီရောက်တဆင့်နေရင်ပိစိကဗုဒ္ဓကိုရှင်သာရိပုတ္တရာရှင်မောကလန်တို့အဲ့ဒီရောက်တဆင့်နေရင်ဘုရားဟောတဲ့တရားတော်တွေကိုတက်ကြွနားလည်တဲ့ပုဂ္ဂိုလ်ဒီလိုဆိုလိုတယ်ပေါ့။အဲ့ဒီပုဂ္ဂိုလ်အမိရဖို့လိုအပ်တယ်သူကမှလမ်းညွှန်မှုပေးနိုင်။ပညာသင်ခြင်းနဲ့ဆိုလို့ရှိရင်ပညာသင်ပေးခြင်းနဲ့လောကီပညာသင်ခြင်းဆိုရင်လောကီပညာတက်မြောက်အောင်သင်ပေးနိုင်တဲ့ ဆရာကောင်းသမားကောင်းဟာတပ်ပုရိသသူတော်ကောင်းပဲသူ့အတွက်ဒီလိုဆိုလို့စီးပွားရေးဆိုလို့ရှိရင်လည်းစီးပွားရေးအတွက်အထောက်ကူပြုနိုင်တယ်ငွေငွေချေးကိုထောက်ပံ့ကူညီပေးနိုင်တယ်ကျန်ကောင်းညံကောင်းတွေပေးနိုင်တယ်ဆိုတဲ့ပုံကိုတွေဟာသူ့အတွက်အမိကောင်းတစ်ခုပဲပုံကိုရေးရအမိကောင်းတစ်ခုကျမ်းမာရေးဆိုရင်လည်းကျမ်းမာရေးကျန်ညံပေးတဲ့ပုံကိုစေဝါဒစာကုသပေးနိုင်တဲ့ပုံကိုတွေဟာတပ်ပုရိသဟောတရားအဲ့ဒါလို့ အထာနဲ့သူသူ့ရဲ့မျောမှန်းချက်နဲ့သူတပုရိတာဝတ္တယလူတော်လူကောင်းကိုအမိရှိရမယ်လို့ဆိုလို့နေရာကောင်းတစ်ခုတွင်နေုံနဲ့မရသေးဘူးအဲ့ဒီတစ်ခုတည်းနဲ့လက်ပတ်လို့မရဘူးနေရာကောင်းကိုနေထိုင်သည့်အတွက်ကြောင့်ခုနလူတော်လူကောင်းနဲ့ဆုံစည်းရတယ်လူတော်လူကောင်းအမိတွေရလာတယ်ဟောတဆင့်တက်လာတယ်အောင်မြင်မှုအချက်တစ်ခုပဲဒီလိုဆိုလို့ ဒါတွေကစဉ်းစားကြည့်လိုက်မယ်ဆိုရင် ပြောမယ်ဆိုရင်ပฏิရူပာဆိုတာလေ24ပစ္စည်းမှာပြောရင်ဥပနိဒယပစ္စည်းရောတပုရိတဝတ္တယဆိုတာလေသူတော်ကောင်းလူတော်လူကောင်းအမိရတယ်ဆိုတာလည်းပဲဥပနိဒယပစ္စည်းရောအာကြီးတဲ့အထောက်ကူပြုတဲ့အကြောင်းတွေတနည်းအားဖြင့်ပြောမယ်ဆိုရင် external condition လို့ပြောတယ်။ external condition အပြင်ဘက်ကအကြောင်းအကူအညီအကြောင်းတရားတွေလို့ဆိုလို့လောကလူတွေကြီးပွားတွေ့တဲ့ဖို့ရအတွက်အကူအညီအကြောင်းအရေးကြီးတယ်။တရက်ပင်လေးစိုက်မယ်ဆိုရင်တရက်စီလေးကြီးဒီတိုင်းပလင်းနဲ့ထည့်ထားပဲပေါ့မလား။ဘာအကူအညီလိုတော့မြေနဲ့ရေနဲ့အကူအညီလိုတယ်။မြေရေရေရေ၆သွေးနေတဲ့မြေကြီးထဲမှာစိုက်ရင်လည်းမရဘူးအဆိုတတ်ရှိမှရမယ်။အဲ့တော့မြေနဲ့ရေနဲ့ ဒီနှစ်ခုရဲ့အကူအညီရမှတရားပင်လေးကအမြင့်ကလေးသက်ဆင်းပြီးတော့အညောင်လေးထွက်လာမယ်ချိန်တိုင်ပွင့်ပွင့်နေသေးတယ်ဆိုတာဖြစ်လာ အပင်ဖြစ်ပြီးတော့ပွင့်နေသေးတယ်ဟောတရားပင်ကလေးတောင်မှပဲအထောက်ကူတွေလိုအပ်တယ်မဟုတ်လားအဲ့ဒါလိုပဲတရားစီလေးတောင်အထောက်ကူတွေလိုအပ်တယ်လို့ဘုန်းကြီးတို့တွေမှလည်းပြင်ပအထောက်ကူတွေလိုအပ်တယ်မြေရည်နဲ့အလားတရံတူတဲ့နေရာကောင်းနော် နေရာကောင်းရှိရမယ်ပုံကိုကောင်း အမိရှိရမယ်ဆိုဟောဒီဒီကကိုကိုပြန်ကြည့်ငယ်တော့ဟုတ်လားကိုနေခဲ့တဲ့နေရာမွေးဖွားတဲ့နေရာအဲ့ဒါပฏิရူပကိုကြီးလာတဲ့နေရာအဲ့ဒီပฏิရူပမှာအမေအဖေဆရာသမားကိုဆုံးမသွန်သင်ခဲ့တာတပ်ပုရိတံဝတ္တရာအဲ့ဒီလိုမရဘဲနဲ့တွားချီပါလား အရင်ဆိုင်တောအုပ်ထဲမှာတိရစ္ဆာန်နေကြရောက်သွားရင်ဘလို့နေမလဲသွန်သင်မဲ့လူလည်းမရှိဘူးအဲ့မှာမွေးမယ်ဆိုရင်ဘလို့နေမလဲအဲ့တော့ကိုရောက်ပတ်ဝန်းကျင်မှာထောက်ကူတွေချောင်းမလို့ကိုဟာကြီးပွားတိုးတက်လာတယ်လို့ဒီလိုပြောအဲ့တော့နေရာကောင်းရွေးချယ်နေထိုင်ခြင်းရဲ့ပုဂ္ဂိုလ်ကောင်းအမိရခြင်းရဲ့ဒီနှစ်ခုသည်အပြင်ဘက်ကထောက်ကူပြုတဲ့အကြောင်းနှစ်ခုပဲ အပြင်ဘက်ကတဲ့အထောက်ကူပြုံုံနဲ့မရဘူးအတွင်းကောင်းမှုလူသေးတယ် internet condition အခြေအနေကောင်းမှုလူသေးတယ်တစ်ဖက်သားကဘလောက်ကောင်းကောဆိုပါသူကိုသားသမီးတွေရှိတယ်မိဘကဘလောက်ဆုံးမဆုံးမသားသမီးကမလိုက်နိုင်ဘာမှမရဆရာကဘလောက်သင်ပေးသင်ပေးတပည့်ကမကြိုးစားရင်ပညာမတတ်ဘူးလေနှစ်ဦးနှစ်ဝပေါင်းစားရမှာတရားအတွင်းအပြင်နှစ်ခုစက်မိသွားမှရတယ် ဒါမှမဟုတ်စက်ကဆိုတာလေပတ်နေရမယ်လို့ဆိုလို့နော်အပြင်ဘက်ကအထောက်ကူကလည်းရှိအောင်ပဲဒါဖြင့်အတွင်းအထောက်ကူဆိုတာအတွင်းရဲ့အခြေခံကပါဆိုပါစို့ခုနကတရက်စီလေးကိုဆိုင်လိုက်တယ်တရက်စီကပုတ်နေတယ်မြေဘလောက်ကောင်းကောင်းရေဘလောက်ကောင်းကောင်းနော်ဖာတလိုက်စားနဲ့တကယ့်ကိုမြေကောင်းရေကောင်းထဲမှာချဆိုင်ကြည့်မအောင်မြင်တဲ့နုနေတဲ့တရက်စီပဲဖြစ်စေ ရင့်တော့လဲပျက်စီးနေတဲ့တရားစီပဲဖြစ်စေပုတ်နေတဲ့တရားစီပဲဖြစ်စေဘယ်လိုလုပ်ပေါက်ပေါက်တယ်အတွင်းမကောင်းရင်လဲပေါက်လို့မရဘူးပြင်မဲ့ကဘလောက်အထောက်ကူပြုပြုမပေါက်တော့အဲ့တော့အတွင်းအကြောင်းလဲကောင်းမှုလိုအပ်သေးတယ်လို့ဒီလိုဆိုလိုတယ်အဲ့တော့အတွင်းအကြောင်းကိုမျက်စောပြရတာနှစ်မျိုးဒီမှာဟောတာအတ္တတမ္မာပဏိတိ အတ္တတမပဋိဋ္ဌိဆိုက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 ောင်းအောင်ထားတယ်ကိုကိုကောင်းအောင်ထားတယ်ကိုကိုကောင်းအောင်ပြုဖြစ်တယ်ဒီလိုဆိုလို့ပဲပေါ့မိဘတွေဆုံးမတဲ့အတိုင်းလိုက်နာတာဆရာသမားတွေဆုံးမတဲ့အတိုင်းလိုက်နာဆရာတွေသင်ပြတဲ့အတိုင်းကြိုးစားတယ်လမ်းညွန်ပုဂ္ဂိုလ်အတိုင်းပဲကိုကိုတိုင်းရှောက်လန်းတယ်ကြိုးပမ်းဟောအဲ့ဒီလိုလောကကြီးဟာ ဒီတမ္မန္တုတွေမပြောနဲ့ကိုင်းပြည်အုပ်ချုပ်နေတဲ့တမတတို့ဘယင်တို့တောင် advisor ဆိုတာရှိသေးတယ်လေသူတို့လမ်းညွှန်ချက်ကိုနိုင်တာဘူးလိုအပ်သေးတယ်အဲ့တော့အပြင်ဘက်ကလည်းမရဘူးကိုကိုယ်တိုင်လုံးဝမဲ့ကိစ္စတွေကိုကိုယ်ကိုယ်တိုင်လုံးမအတွင်းအကြောင်းကပါတော့အတ္တတမပဏိတိကိုကိုကောင်းအောင်ပြင်နိုင်တဲ့စိတ်ဓာတ်ကိုစိတ်ဓာတ်ကိုကိုပြင်တဲ့ကိုအည်ချင်းကိုကိုမြင့်တင်တဲ့အဲ့ဒါလိုအတ္တတမပဏိတိဆိုတာ ဒီမလိမ္မာသေးရင်လိမ္မာအောင်ကိုယ့်ကိုယ်စိတ်ကိုယ့်ကိုပြင်တယ်ပညာမတက်သေးရင်ကိုယ့်ကိုယ်ပညာကြိုးစားတယ်ကြိုးစားအထောက်တယ်ဟောကျမ်းမာအောင်ကိုယ့်ကိုယ်အကြံပေးတဲ့အတိုင်းနေထိုင်တယ်နော်စီးပွားတိုးတက်အောင်အကြံပေးတဲ့အတိုင်းလိုက်နာဆောင်ရွက်တယ်အဲ့ဒါတွေကအတ္တတမပဋိတိနိဗ္ဗာန်ရကျင်တယ်ဆိုလို့ရှိရင်ဆရာသမားတွေသွန်သင်ပြသတဲ့အတိုင်းတရားဓမ္မကိုလိုက်နာကျင့်ကြံကြိုးကိုအထောက်တယ်အတ္တတမတိ ကိုချင်းသီလမကောင်းသေးဘူးဆိုရင် ကောင်းအောင်လုပ်တယ်။တရားတရားမကောင်းဘူးဆိုရင်ကောင်းအောင်ကြိုးစားတယ်။တရားတရားတွေမြင့်တင်ပေးတယ်။သီလကိုမြင့်တင်ပေးတယ်။သုတဆိုတဲ့တရားနဲ့ပတ္တရာတွေကိုမြင့်တင်ပေးတယ်။စာကစွန့်လွတ်မှုတွေရှိတယ်။ပညာအသိပညာတွေမြင့်တင်ပေးတယ်။အဲ့ဒီလိုကိုယ်ကိုယ်တိုင်ကလှုပ်ခြင်းလိုက်နာခြင်းကြိုးစားခြင်းတွေဟာအတ္တသမပဏိတိပဲ။ကိုယ်ကိုယ်တိုင်က လိုက်နာမှာကိုယ်ကိုယ်တိုင်ကကြိုးစားမှာ အောင်မြင်တယ်ဆိုတာဖြစ်တယ်ဘယ်ကိစ္စမှာပဲဖြစ်ကိုယ်ကမလုပ်ရင်မရအဲ့ဒါကိုယ်ကိုယ်တိုင်လှုပ်ချင်းသည် internal condition လို့ခေါ်တယ်အောင်မြင်မှုအတွက်အတွင်းအကြောင်းတစ်ခုပဲအဲ့ဒါလို့မလုပ်ရင်မရနောက်တစ်ခါအားကြီးတဲ့အကြောင်းတစ်ခုကဘာလို့ဆိုရင်ပုပ္ပိသကတ္တပုညတာလူတယောက်အချိန်နေကောင်းဖို့ဆိုတာ ဟုတ်လားခုခေတ်စကားနဲ့ပြောအိုင်ကျူတို့အီးကျူတို့မြင့်မို့လို့တာပေါ့မွေးတဲ့ကအေးဆွမ်းအားနာမကြမွေးလိုက်ဘယ်လိုလုပ်ပညာသိမွေးကြတဲ့ကနော်အုံနောက်ကြက်မပြေခဲ့ဘူးဆိုရင်ဘယ်လိုလုပ်စီကာဗိုင်းရပ်စ်နဲ့တွေ့လို့အုံနောက်ကြီးကမမှန်ဘူးဆိုရင်လည်းဘယ်လိုလုပ်အဲ့တော့အတွင်းအကြောင်းအရာတွေကအတ္တမအရေးကြီးတာပုဗ္ဗေစကတ္တပုညတ္တာဆို အတိတ်ဘဝတုန်းကလည်းကုသကောင်းမှုလွတ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ရတာဖြစ်ဖို့လည်းလိုသေးတယ်အတွင်အကြောင်းဆိုလို့နော်ကဲရှင်းရှင်းလေးစဉ်းစားကြည့်လူတယောက်ကျမ်းမာဖို့ဆိုတဲ့နေရာမှာကြည့်အစာအစာအာဟာရတွေကောင်းကောင်းစားလို့လူကျမ်းမာတယ်ဆိုတာလည်းရှိကဲအတွင်ကျမ်းမာရေးအာဟာရဓာတ်တွေချို့တဲ့တယ်ဆိုတာလည်းရှိဟုတ်ပြီလူတယောက်ဟာ ခန္ဓာကိုယ်ပုံမှန်ဘလောက်ပဲကျမ်းမှကျမ်းမှအာဟာရဓာတ်ကိုလုံလောက်အောင်မရဘူးဆိုလို့ရှိရင်ဒီလိုကပိန်ချုံးလာကျမ်းမှရထိခိုက်လာပါဘလောက်ပဲတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အာဟာရဓာတ်ပြေဝအောင်မစားရဘူးဆိုလို့ရှိရင်သူကချို့တဲ့ဒါကြောင့်ဟိုဗီတာမင်ချို့တဲ့တယ်လို့ဘာလို့ပြောကြတာမို့လားဘာဓာတ်တွေချို့တဲ့နေတယ်နဲ့ဆိုအဲ့ဒါဘာလို့ပြင်မက်ကထောက်ခုတာလိုနေလို့ဟုတ်ပြီတချို့ကြတော့မကျမ်းမှမအောင် မကြမ်းမမာတော့အတွင်းကိုကလက်ခံနိုင်စွာမရှိဘူးအဲ့မှာအာရတ္တတွေဘလောက်ပြည့်အောင်စေကောင်းဝါကောင်းတွေထဲ့ပေးတော့လဲအတွင်းကအခြေအနေတွေမကောင်းတော့ဘူးဆိုရင်လည်းဘယ်လိုမှကြမ်းမလာမှာမဟုတ်တော့ဆိုလိုတာကအတွင်းလည်းကောင်းရမယ်အပြင်လည်းကောင်းမှဒါမှကြမ်းမာတယ်ဆိုတာဖြစ်မယ်ဟုတ်နှစ်ခုပေါင်းရတယ်လို့ဆိုလိုတယ်အပြင်ဘက်ကအစာလည်းကောင်းရမယ်လူကိုယ်ခံကလည်းကောင်းနေရမယ် ဒီနှစ်ခုပေါင်းစပ်လိုက်မှကျမ်းမာတန်ဆွမ်းခြင်းဆိုတာဖြစ်ပေါ်တယ်။အခုလည်းပဲဒီတိုင်းပဲနော်ပြင်မဲ့ကအကြောင်းအရာတွေကပဋိရူပတေသဝါဒသင်္တင်းတဲ့အရောက်မှနေတယ်။တပ်ပုရိသဝတ္တရာလူတော်လူကောင်းအမိရတယ်ဆိုတဲ့အပြင်အကြောင်းဘလောက်ပဲကောင်းကောင်းအတ္တသမပဏိတိကိုကိုပြင်ပြုပြင်မှုစ조사မှုလုံလထုံးမှုမရှိဘူးဆိုရင်မအောင်ပြန်ဒီပုဂ္ဂိုလ်ကြီးပွားနိုင်မှု ုဗ္ဗေသကတပုံညာတော့ကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘူးဆိုလို့ဘဝမွေးလာကြတဲ့ကကြောင်တောင်တောင်မွေးလာလို့ရှင်ဘလို့မှလည်းထိတ်တန်းရောက်မှာမဟုတ်ဘူး။ဟောဒီလိုဆိုလို့တဲ့ပေါ့။အေးကို့အတွင်းပိုင်းကအတ္တသမပဏိတိကို့ကိုလည်းပြင်ဆင်မှုရှိတယ်။ပုဗ္ဗေသကတပုံညာတာပင်ကိုအခြေအနေကလည်းကောင်းတယ်။အပြင်ကလည်းပဲပฏิရူပသင့်တော်တဲ့အရာမှနေတယ်။တပ္ပုရိတဝတ္တယလူတော်လူကောင်း အမိကောင်းလေးရလိုက်တယ်ဆိုရင်ဒီအကြောင်း၄ချက်နဲ့ပေါင်းစပ်မိသွားပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာတုံလို့ကြီးပေါ်တုတ်တက်သွားမှာပဲလို့အဲ့ဒီအဲမှာအရေးကြီးဆုံးကဘာလို့ဆိုရင် အတ္တသမပတိထိတူပြောကိုယ်ကိုပြုဖြင့်နိုင်ရဒါကြောင့်မို့ဘယ်ရာပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ကိုကိုယ့်ပေါ်မှာမူတည်တယ်လို့ဆိုတာလူတယောက်ဟာအဲ့လိုမြတ်စွာဘုရားကဟောတယ်ပတိရူပေဝသေးသေးသေး မင်းကြီးပွားတွေ့တဲ့ချင်လို့ရှိရင်